ခုနပြောသလိုပေါ့ဟိုမမျောလင့်တာအမဆိုအလဂျီဖြစ်သွားတဲ့အချိန်လေးတွေအဲ့လိုမျိုးရှူတင်တည့်ရနားလိုက်ရအဲ့လိုမျိုးလေးတော့ရှိတာပေါ့လေအရိုက်နေတန်းလန်းနေလဲအဲ့ဒီဟိုဟာဆန်ချတဲ့ဇင်းရိုက်ကောင်ကလည်းအဲ့ဒါဖြစ်နေတန်းလန်းနေပဲခဏတော့ဒီကလေးရဲ့ဟိုဟာပေါ့မြေပုံမှာမြေပုံမှာသူကအဲ့အချိန်ဖြစ်နေတဲ့အချိန်တော့အဲ့အဲ့စင်းနေကောင်ကဖြစ်နေတဲ့အချိန်မှာခဏကိုယ်ထဲမှာတော့ဒါကလေးလေးကိုကြည့်ပြီးတော့ဟို သူ့ကိုလည်းကိုသားလိုပဲတကယ်ခံစားသွားတာချင်းသူ့မျက်နှာလေးမြင်တဲ့ချိန်နဲ့သူ့မျက်နှာလေးလည်းအဲ့လိုမျိုးလေးဆိုတော့ဟိုကိုသားလိုပဲခံသွားလဲအခုချိန်လေးကလေးရလဲအမောင်အမေးလိုပဲခွာတွေ့ရင်လည်းတွေ့ရနေမှာအမေးဆိုတော့ပြပြလာဒီနေ့မနဲ့လဲအလူမာလဲအဲ့လိုပဲအိုက်ခန်းကိုကြိုက်တော့ဟိုဒီကလေးအောင်မှာအမားတော့ဟိုဟာဟိုဖော့ခုထားမယ်ပေါ့မိတ်ကအဲ့လိုမျိုးတိုက်ပြငိုတဲ့ချိန်ညာလဲဒါပေမဲ့တကယ်ခုထားချိန်ညာဖော့ကဟိုဘက်ရောက်နေသူကတကယ်တိုက်တယ်ကတိစောင်းနဲ့တိုက်တယ်အဲ့လိုမျိုးအဲ့ဒါလေးကတော့မှတ်တရဟော ကားလေးရဲ့မှာအမဒီပေါ့နေဝင်းရဲ့အမမြင်မြတ်တက်နေရပါရှင်ခုနပြောသလိုပေါ့ဟိုမမျောလိုက်တာအမဆိုအလက်ဂျီဖြစ်သွားတဲ့အချိန်လေးတွေအဲ့လိုမျိုးရှူတင်တည့်ရနားလိုက်ရအဲ့လိုမျိုးလေးတွေတော့ရှိတာပေါ့လေအလက်ဂျီကတော့လေအမငကိုလေးကဖြစ်တတ်တယ်လို့ဆိုတော့လေဟိုအခက်မသိလို့ပေါ့အဲ့လိုအမအလက်ဂျီ test လေးဆမ်းပြီးသွားရင်ဘာကြောင့်လဲဆိုတာရေအဖြေတော့မထွက်ဘူးပေါ့တချို့ကကြတော့ seafood ကြောင့်ဖြစ်ရချို့ကမြေပဲနဲ့မတည့်ရရှိရချို့က gluten နဲ့မတည့်ရရှိရ ဲ့လိုမျိုးတွေရှိပြီမဲ့အမကကြတော့ခါကျရင်ရှင်မွေးသစ်သွက်လိုက်ရင်လည်းဖြစ်တယ်ခါလေးရှားသီးဥတို့ပြောင်းလဲဆိုလည်းဖြစ်တတ်တယ်ဒါခါလေးကြတော့ရှင်လည်းအစာစားနေကြပုံလို့တခြားအသက်စားလိုက်ရင်ဖြစ်တယ်လို့ဆိုတော့ဟုတ်ဘူးဘာကြောင့်လဲဆိုတော့အမကတော့အမကတော့ထူထူထုံစားအလူကျော်တော့တအားစားတယ်ဒါပေမဲ့အမထင်တာကအမကတော့တောင်ပေါ်မှာနေရတာတောင်ပေါ်မှာနေရတော့ရာသီဥတုကအေးတယ်ဒါပေမဲ့အောက်မှာပုတ်ပန်းမှာဆင်းရရတဲ့အချိန်ကျတော့ရာသီဥတုကဖူးတယ်အပူအေးမှာအဲ့လိုမမျှရင်လည်းအမကအဲ့လိုမျိုးဖြစ်တယ်အေးတဲ့နေရာကိုချက်ချင်းရောက်သွားရင်လည်းဖြစ်တယ် ချက်ချင်းပူသွားရင်ဖြစ်တယ်အဲ့လိုကားရိုက်ပြီးခံနေပေါ့ပြီးခံနေနောက်ဆုံးနေ့မတိုင်တည့်ရဖြစ်တာဒါပေမဲ့အမဆက်ဖြစ်တာတပတ်လုံးဆက်ဖြစ်တာအရိုက်နေတန်းလန်းနေလဲအဲ့ဒီဟိုဟာဆန်ချတဲ့ဈေးရိုက်ကောင်ကလည်းအဲ့ဒါဖြစ်နေတန်းလန်းနေရဲ့နောက်တော့ဒီကလေးရဲ့ဟိုဟာပေါ့မြေပုံမှာမြေပုံမှာသူကအဲ့အချိန်ဖြစ်နေတဲ့အချိန်တော့အဲ့အဲ့ဆင်းနေကောင်ကဖြစ်နေတဲ့အချိန်မှာခဏကိုယ်ထဲမှာတော့ဆေးထိုးရဲနောက်တော့ဆေးတောက်တယ်ပေါ့အမဟိုဟာအာ mass allergy ရဲ့အလာဒီလို့အဲ့လိုမျိုးပေါ့ဆေး trim လို့အဲ့လိုမျိုးတောက် ါစီးတောက်တော့မနိုင်တော့နောက်တော့စီးရင်ထိုးလိုက်ရအောင်စီးထိုးပြီးတော့အဲ့လိုအိတ်နေရောတနေပေါ့အဲ့လိုအဲ့ချင်းပြီးတော့မျက်နှာလည်းအရင်ရအောင်လည်းအဲ့တော့အရင်အဲ့လိုရအောင်ပြီးတော့ it နေအဲ့လိုမျိုးဖြစ်နေအဲ့ဒါတော့ဖြစ်နေကြဆိုတော့လေအာငါဖြစ်လာရင်မဖြစ်ချင်ဘူးဒါပေမဲ့ဟို ခန္ဓာကိုယ်အရင်မပူအောင်ထားရတယ်အမှန်နည်းလေးအေးရဲ့အချိန်အေးအောင်လို့အဲ့လိုခြီလေးတွေဝတ်တယ်အဲ့လိုမျိုးလေးပေါ့အဲ့တော့လေနည်းနည်းတလက်အောင်နောက်တော့ရေခဲတွေကိုရေခဲကြီးထဲမှာတာဝယ်ကိုထည့်ထည့်ပြီးွားညှစ်ပြီးွားအဲ့အဲ့ဟာလေးကိုဖိဖိပြီးတော့ကတ်တာအဲ့တော့မှကပောင်းနေရလေနည်းနည်းချက်သွားတာအဲ့ကျန်တဲ့ဟာကတော့အရင်ဟိုခက်ခက်ခဲခဲဟိုဒီရှုတင်မှလို့ဖြစ်သွားတာတော့မရှိပါဘူးရှင်ဟုတ်ဟိုကဒီကမှာတို့အနုပညာရှင်ဆိုတာကြတော့ ်သူပြိတ္တကိုဖျော်ဖြေရပဲလေနော်အဲကိုဖျော်ပြလိုက်တဲ့ဟာသူတို့အတွက်ရသားတစ်ခုခုခံစားရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမှုပညာကိုလက်ခံတယ်ကိုယ့်အမှုပညာမြောက်တယ်ပေါ့အဲ့လိုမျိုးခံစားရတဲ့အတွက်အဲ့ဒါကြတော့အမရပီတီပေါ့အဲ့လိုမျိုးအတန်ကြရင်အမတော့ဝမ်းသာတယ်ပီတီဖြစ်တယ်ဒီ character အမအသက်ရွယ်နဲ့တူတူလူကဖြစ်နေပါလေ။သူကဟို မောင်လည်းရှိရေနောက်တော့ဒီအသက်40လောက်မှာဟိုအမအဲ့ထဲမှာတော့မပါဘူးဗျဒါပေမဲ့အသက်30နီးပါးလောက်မှာခလေးခက်ခက်ခေခေရထားခလေးဆိုတော့အပြင်ကပုံစံမျိုးပေါ့ကိုလည်းဒါဟိုကလေးလေးတယောက်သာရှိငါရန်ဟိုမလွယ်တော့ဘူးထက်ရအဲ့အဲ့ဟာအဲ့ပုံမှာပဲစဉ်းစားနောက်တစ်ခါကျခလေးလေးကိုကြည့်ပြီးတော့ဟို ူ့ကိုလည်းကိုသားလိုပဲတကယ်ခံစားသွားတာချင်းသူ့မျက်နှာလေးမြင်တဲ့ချိန်နဲ့သူ့မျက်နှာလေးကလည်းအဲ့လိုမျိုးလေးဆိုတော့ဟိုကိုသားလိုပဲခံသွားလိုက်အခုချိန်လေးကလေးကလည်းအမောင်အမေးလိုပဲကွာတွေ့ရင်လည်းတွေ့ရနေမှာအမေးဆိုတော့ပြပြလာဒီနေ့မနဲ့လည်းအလူမာလည်းအဲ့လိုပဲသူလည်းအဲ့လိုအမေးလိုပဲဆိုတော့ကိုနဲ့သူနေတော့ဒီကမစွေမိနေဆိုတော့တော့ပေါ့ပေါ့နော်အဲ့ခန်းကိုကြိုက်တော့ဟိုဒီကလေးအောင်မှာအမတို့တော့ဟိုက ဟိုဖော့ခုထားမယ်ပေါ့မဲ့အဲ့လိုမျိုးတိုက်ပြီးငိုတဲ့အချိန်ညာလေဒါပေမဲ့တကယ်ခုထားတဲ့အချိန်ညာဖော့ကဟိုဘက်ရောက်နေကိုကတကယ်တိုက်တဲ့ကတိဆောင်နဲ့တိုက်အဲ့လိုအဲ့လေကတော့မှတ်တရပါဘောနော်ကိုတကယ်တိုက်လိုက်တဲ့အချိန်ကျတော့ရှေ့ကဖော့ကအရှိန်နည်းနည်းရောက်နေအချိန်ဆိုတော့ကြိုးတော့ကြိုးပြီးတော့ပြောပါတယ်ဟိုကြောက်ထွက်လာကြမိသားအဲ့လိုမျိုးလေးသူအရန်အရန်နှိုက်လိုက်လဲလဲသူဖြစ်ဖြစ်ချင်တာပေါ့အိုက်စင်းပါပေါ့ဥမျိုးဆိုတော့ ကိုကလည်းဟိုသူကငူရာလုံးဝလှုပ်ပေးထားလှုပ်ပေးထားတဲ့အချိန်ကကိုစိတ်ကြိုက်အကြိုက်လို့မျိုးကုံအောင်ထိငူချခိုင်းတာဟုတ်ဟုတ်ဒရိုက်တာဒီကတော့ဒရိုက်တာရင်းနဲ့ဟိုဘီနာလူရဲ့ဟို support လုပ်ပေးမှုနောက်ကကြာစက်တင်ဘာဒီ on set ပေါ်ရောက်သွားလို့ရှိရင်ကိုရဲ့မှုကလည်း lighting တွေရဲ့အရှိတ်ပြင်ဆင်ထားတာတွေကလည်းကိုရဲ့မှုကိုပြောင်းလဲစေရမှာရှိပါတယ် တွားဆိုးတယ်ဗျာနော်ရမ်းဆိုးတယ်ဘလို့မှသုံးမလို့မရဘူးဟောရမ်းစိတ်တူကောင်းတယ်တကယ်မိမစမ်းမပါမစမ်းဖြစ်ကောင်းတာတော့ဒီမင်းဟိုမင်းသားကြီးရိုက်ပြီဆိုလို့ရှိရင်ဇလန်းတော်တော်များများအဖြီပေါ့နော်နောက်ဆုံးရရင်ကောင်းသွားတယ်ဆိုတော့ဒါမဲ့ဒီကားကျတော့ထူးခြားတာအဖြီလုံးဝမပါပါဘူး तू ကလုံးဝကျွတ်တရားမရှိရဲ့ကောင်မဆက်မိုက်လို့မဆိုလို့တယောက်တော့ဖြစ်နေတယ် तू ကဒီရောတန်ဆိုတဲ့ကားလေးကဒီအမားရဲ့မြန်မာတွေရဲ့တကယ်ကိုဘယ်လိုပြောမလဲ အလူဖြစ်ကျင်ကြရတယ်ရှင်နောင်းဆိုတဲ့ဟာရှင်ဒီရှင်ပြုတ်တယ်ဆိုတာမြန်မာတွေရဲ့အိမ်မက်ပဲပေါ့ပြောရမယ်ဆိုလို့ရှင်မိဘတွေအိမ်မက်ပဲဆိုတော့ဒါလေးကဒီဟာနဲ့ပတ်သက်ပြီးရိုက်ထားတဲ့ကားလေးဆိုတော့လာပြီးတော့ကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်ဟုတ်နောက်တစ်ခုကကျတော့အမလည်းဒီ၅နှစ်တွင်းမှာပြမောင်ဆုံးပြန်ပြီးတော့ရိုက်တဲ့ကားလေးဆိုတော့စူးစမ်းထားတဲ့အတွက်ကြောင့်မလို့လာပြီးအားပေးပြပါလို့ပြောချင်ပါရှင်ကျေးဇူးပါဟုတ်ပါဘူးအိုင်ပေးဖြုတ်ခင်မဲမိုင်းနားချွေးမိုင်းဟောညီပါမယ်ဆိုရတယ်ဟုတ်ကဲ့ပါ